ပြောမှမနော်ဗျကျွန်တော်တို့ fighter နဲ့တိုင်းမဲ့အစီအစဉ်ပုံမှန်ဆက်နေရွှေကိမဲ့ဖြစ်ပါကျွန်တော်ဒီနေ့ disability နဲ့ပြလို့လေးရပါတော့နော်မြန်မာလူဝိသမားတွေရဲ့ weight in weight chart နဲ့ပတ်သက်ပြီးတော့ဖြစ်ခဲ့တဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေကိုနော်သူ့ရဲ့ဟိုတွေးနဲ့ရှင်းပြီးတော့ပြန်လေရှင်းပြနေတဲ့ chronic ရဲ့ရုပ်တံတွေပေါ့နော်ဆိုတော့ chronic အနေနဲ့ဒီ weight in weight chart ပြဿနာကိုလို့ကြော်လွားခဲ့လို့ဆိုတာလို့တော်တော်ဆက်လက်ကြည့်လိုက်အောင် Hello အားလုံးမင်္ဂလာပါဒီရက်ကပြီးတော့နည်းနည်းမျက်ဝေပေးချင်တာပေါ့နော်ဒီ ပြိုင်ပွဲတင်ပွဲမှာဝိတ်ချတာနဲ့ပတ်သက်ပြီးတော့ပြီးတော့အစာတောက်နဲ့ပတ်သက်ပြီးတော့အဲ့ဒီပိုင်းမှာရတဲ့အတွေ့အကြုံလေးနည်းနည်းမျှဝေပေးချင်ပါတယ်ဆိုတော့ပရမဆုံးတပွဲနဲ့ဒုတိယပိုင်းပွဲမှာပြီးတော့နည်းနည်းသုံးသက်ချက်လေးတွေရယ်နည်းနည်းပြောသုံးသက်ချက်ဆိုတာနည်းနည်းပြောပြအောင်ပေါ့နော်ပြီးတော့ဘာအကြောင်းဟိုပုံစံလဲကွာတယ်ဟိုကိုယ့်ကိုယ်လဲနောက်တပွဲမှာဘယ်လိုဖြစ်လို့ကိုယ့်ကိုယ်အားရှိတယ်ဟို က်လုံနဲ့တက်လုံပိုင်းမာတွေရောဒီအားပိုင်းမာရောဘာကြောင့် changes ဖြစ်သွားလဲဆိုတာအဲ့ဒါကိုပြောပြမယ်เนาะပါမတဲ့ဘွဲမှာကကြတော့ဘယ်တော့ကလေဟိုဝိတ်ချရတာကကြတော့စီအောင်တယ်ဝိတ်အောင်တယ်ဒီတခုပြီးတော့လေဝိတ်ချပြီးတဲ့ချိန်မှာအစားတောက်ဘလူးစားရမှာမတိလိုက်မတိလိုက်တော့ဘယ်တော့ကဒီခုမှာလဲဆိုတော့အာတငယ်ချင်းကရမ်းကောင်လေးကို ။ဟိုကဝိတ်ချနေတဲ့ချိန်မှာဘက်ရမ်းစာကွယ်အမြဲတမ်းစာနေစားချင်တာစားချင်တာ။ဆိုတော့သူပြောတယ်ဝိတ်ချပီရနဲ့ထမင်းစားချင်တယ်အဲ့ဒါကြောင့်မလို့ဟိုဟင်းတွေလှုပ်လာပြီးတော့ဗောမြန်မာဟင်းတွေမြန်မာထမင်းဟင်းတွေကကရန်ထမင်းဟင်းပဲဖြစ်ဖြစ်ဗော။လှုပ်လာပြီးဗောနော်ဆိုတော့သူပြောသူလက်လှုပ်ထားပြီးအဲ့ဒါတော့ဝိတ်ချပီရနဲ့ပြောလဲအဲ့ဒီထမင်းတွေရောသူချက်ထားတဲ့ဟင်းတွေရောအတကုံစားတာအမှတစ်ချက်မှားသွားတယ်တကုံစားတာ။ ဟင်းဟင်းတွေတကုံစားတယ်အဲ့ဒီဟင်းတွေကလည်းဝက်သားနဲ့အမဲသားကြဲကြဲပဲအတီရွက်တွေကတိတ်မရှိတခုမှားသွားပြီပြီးတော့အဲ့ဒီပြီးတော့ညက်ဒင်နာစားတဲ့ချိန်မှာဆရာသမားတွေနဲ့ဒီတိုက်ကတ်တစ်ပြေးနဲ့သွားပြန်စားပြန်တယ်ဆိုတော့အမှဘိုက်ကစားပြရတယ်ပြီးရေလက်တောက်တယ်ဓာတ်စာလက်စားတယ်ဓာတ်စာလက်တောက်တယ်ဆိုတော့ဘိုက်ကအမှတင်းနေရောတဲ့အုံးရေလက်တောက်တင်းပြီးတော့အမှလေရမသွားအံ့တာ อันทุบได้ญาละไอ้ลูกไม่กล้าเราจะมาตะญาลงไอ้หนูเว้ยพี่อ๋อตะแกรกแกเปลี่ยนบ้วยมาแล้วตะแกรกแกอ่ะไอ้สาทาได้อ่ะเนี่ยอาหารไม่ผิดเว้ยเนี่ยฉี่ไปผิดตัวเลยสรอกอะห่าตึ่จုံก็ก้องเลียตัวปะเนาะคุมานอกไปมาเอ่อดิตะบวยปีมากูอ่ะပြန်ပြီးတော့တုံတက်တယ်ကိုကကိုဘာကြောင့်ဒီလိုဖြစ်ပြီးတော့ကိုရဲ့ senior fighter တွေပြန်ပြီးတော့မေးရဲဆိုတော့အဲ့လိုမစားရဘူးတဲ့သူတို့ပြောတယ်ဆိုတော့ နောက်တစ်ပွဲကကျတော့ဘယ်လိုဘယ်လိုမျိုးဖြစ်လဲဆိုတော့ကြိုပြီးတော့ပြင်ဆင်လာတယ်ဒီအစားအသောက်ဒါခုရယ်ဝိတ်ချရလဲအရင်တစ်ခေါက်လို့မပင်ပန်းတော့ဘူးပြီးတော့လဲဝိတ်ချပြီးပြီးဆိုတာနဲ့အုံးရည်အရင်ဆုံးတောက်တယ်အုံးရည်ပြီးတော့ဓာတ်စာရည်ဓာတ်စာရည်ပြီးရေးရေနဲ့နဲ့ရင်တောက်တယ်အုံးရည်ဓာတ်စာရည်ပြီးတော့နှစ်နိုင်တစ်ခေါက်အော်အဲ့ဒါပြီးမှပြီးတော့နူဒယ်နည်းနည်းစားတယ်အဲ့နူဒယ်ကိုချစ်ကင်းနဲ့ပဲရမယ်နော်ချက်ကလုံးနဲ့ chicken ချက်တာချက်တာရရနော်ချက်တာဘာမှမစားရအောင်ပြန်ဝဲထုတ်ပြီးရတယ်ပြီးနနိုင်တစ်ခေါက်သမီးနဲ့သမီးရဲ့ချက်တာရဲ့ပြီးနောက်ထပ်နနိုင်သမီးရဲ့ချက်တာရဲ့အဓိကချက်တာပဲဘာဖြစ်လို့လဲဆိုတော့အမေသားနဲ့ဝက်သားတွေစားတယ်ဆိုလို့ရှိရင်ဒီ byte မှာလေသူကကဟိုဘယ်လိုပြောမလဲချုံထားပြီးတော့မှလေตัวอัศฉีย่าค่ะแค่แค่ยีเนี่ยด้วยจ้องไม่รู้แหละอ้าวอาแช่ๆไม่ผิดไหนกว่าผิดไหนน่ะก็เจ็ดตาทุกข์เลย ဆိုတော့အဲ့ဒီပွဲမှာပြီးတော့အမြဲအဲ့လိုမျိုးစားတော့ကိုယ့်ကိုယ်လည်းယုံကြည်မှုလည်းရှိလာအစားကောက်ကောက်လည်းအကြောင်းလည်းသိလာတယ်ဆိုတော့အဲ့လိုမျိုးလည်းစားလို့လားမသိဘူးဟိုပရမတပွဲပြိုင်ပွဲစင်ပေါ်မတက်ခင်မှာထိုးထားတာအာပက်ထိုးရသေးတယ်ကွာသွေးပူတွေထိုးရဲထိုးရဆိုတချီတော့မပြည့်သေးဘူးညောင်းတယ်ဟွန်းစတော့ဘာတော့ဘာပြောရနော်ဒီတပွဲမှာပြီးတော့ဘယ်လောက်ရှိ ready ဖြစ်လဲဆိုတော့စေပေါ်မတက်ခင်မှာ လေးကြီးတို့တဲ့ပက်ကို AC ပဲဘာမှမဖြစ်ဘူးပော့ကိုယုံကြည်မှုရှိသွားဆိုတော့လေးကြီးတော့မှငါထုတ်ဘာမှမဖြစ်ဘူးတွေးပူလဲ AC လောက်လို့ဆိုတော့ Okay ငါရအောင်လုပ်နိုင်ရဲ့ပြည့်လူတယောက်လည်းအဓိက mindset နော်ကိုဒီဟာဒီပွဲကိုကိုဘလို့နိုင်အောင်လုပ်မယ်ဆိုစဉ်းစားပြီးတော့အဲ့ဒီဒီတစ်ခါကစိတ်ကိုအရင်မထွေဖျားတော့မစဉ်းစားတော့ဘဲနဲ့စင်ပေါ်မှာ rehearsal လုပ်တဲ့အချိန်မှာစင်ပေါ်တက်တယ် ကောက်ကိုအာယုံစဉ်းစားပြီးတော့မှသူ့ငါဒီနေရာရအောင်ကြောက်အောင်ချမယ်သူ့ဒီနေရာဓာတ်လေးကိုကြည့်ပြီးတော့မှအဲ့လိုမျိုးပြောတာကဲရကဲရပြီးတော့ထူရနောက်ကောက်ကြလဲအဒီနေရာပြီးတော့ခတ်မှန်းထည့်ထားတဲ့နေရာတွေကျပဲဆိုတော့ဒါတွေကလူတယောက်မှပြန်ပွဲနိုင်ခြင်းတယ်ပြန်ပွဲအတွက်ဟိုဘယ်လိုပြောအောင်နိုင်ခြင်းတယ်ဆိုလို့ရှိရင်လစ်ကြည့်တာတစ်ခုလည်းမပြီးသေးဘူးဒီ mindset ကိုပြန်ပွဲမထိုးခင်မာဒီရော ိုမအိတ်ခင်မအောင်အမြဲတမ်းစဉ်းစားပြိုင်ဘက်ကိုဘယ်လိုထိုးရမလဲဘယ်လိုမျိုးဘယ်နေရာမှာဘယ်လိုအဲ့ဒါကြီးအမြဲတမ်းတွေးထားရတယ်ဆိုတာအဲ့ဒါကိုမျက်ဝေချင်ပါတယ်အဓိကအားလုံး fighter တွေတွေ့ပေါ့နော်ဆိုတော့မိနစ်လည်းနည်းနည်းကြာသွားတယ်တကယ်လို့ဟိုအားသမားတွေဝိတ်ချပိုင်းတွေဘာတွေနဲ့မသိဘူးနားမလဲဘူးအစားတောက်ပိုင်းမသိဘူးဆိုလို့ရှိရင်ပြီးတော့လာပြီးတော့စုံစမ်းမေးမြန်းလို့ရပါတယ်ပြီးတော့တိတဲ့ဟာတွေပြောပြမယ်မတိတဲ့ဟာဆိုလို့ရှိရင်ဆရာတွေကိုမေးပေးပြီးတော့မှပြန်ပြီးတော့မျက်ဝေပေးမယ်နော် အလို thank you အပီရရောက်စီတိုင်းကျေးဇူးတင်ပါတယ် love you everyone bye bye ဒါတော့တော့ one channel ရှင်းမှာအခုပြန်နေမြန်မာ fighter တွေပေါ့နော် quick team whatsapp နဲ့ပတ်သက်ပြီးတော့ဂျုံနေရတဲ့ခက်ခဲကို chronica သူရဲ့အတွေ့အကြုံနဲ့ရှင်းပြီးတော့ပြောပြသွားပေးတဲ့ရုပ်သံလေးပေါ့နော်ကိုယ်စုံနေကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်သူစိတ်ဝင်စားလို့ပွဲကောင်းနေနေတဲ့များပုံမှန်တက်ဆက်ပေးတော့ဒီ channel youtube channel လေး subscribe လုပ်နေ subscribe လုပ်တော့ပေးကြပါနော်အားလုံးကျေးဇူးတင်ပါတယ်